ြင်မတူသူများ အတူရှင်ထွဲနေထိုင်ရေးလက်ထဲမှာပန်းသီးတလုံးရှိသူနှစ်ဦးဖလှယ်ကြလျင်တယောက်ပန်းသီးတလုံးစီပဲဆက်ရှိနေမည်တယောက်စိတ်ကူးတစ်ခုစီရှိသူနှစ်ယောက်စိတ်ကူးချင်းဖလှယ်ကြလျင်မူတယောက်စိတ်ကူးနှစ်ခုစီရှိလာလိမ့်မည်တဲ့အင်္ဂလိပ်စာရေးဆရာကြီးဘာနတ်ရှောပြောခဲ့သောစကားဖြစ်သည် မတူသောအမြင်တွေညှိနှိုင်းဖလှယ်ခြင်းဖြင့်အကျိုးမယုံနိုင်ကြောင်းထောက်ခံသောစကားတစ်ခုဖြင့်ကျွန်တော်ကြောက်ယူခြင်းသည်သဘောထားအမြင်ဟုသည်လူတို့ချင်းတို့၏ယုံကြည်ချက်များသို့မဟုတ်နာဂံမှတ်သားလာခဲ့သည့်များပေါ်တွင်မူတည်နေတတ်သည်ယင်းသိမှတ်ချက်များပေါ်တွင်မူတည်၍ပြဿနာရက်များပေါ်လူတို့သုံးသပ်သည့်ရှုထောင့်များပွဲပြားကြသည်ကျူတော့မတူသည့်အခါကောက်ချက်လဲမတူတော့တို့ပြင်သက်ဆိုင်ရာပြဿနာနဲ့ဆက်လင်း၍ ပဲ၍ပဲများသိရှိနားလည်သနည်းဟုသည့်အပေါ်မူတည်၍လည်းထိမြင်ချက်များပွဲလွဲတတ်ကြသည်ထို့နောက်လူတို့ကြီး၏ဇယိုက်တဘာဝအချက်ရခိုက်တန့်တစ်ခုမှရှိသည့်၎င်း၏စိတ်အနေထားထို့ပြင်တချို့လူများမှာတချို့ကိစ္စများနှင့်ဆက်လင်း၍ဘာကြောင့်ဟုတည်တည်ချာချာမပြောနိုင်ဘဲရှိနေတတ်သည့်အထူးမေတ္တာမှုအထူးမနစ်တတ်မှုများ စတာတွေပေါ်မူတည်၍လည်းသဘောထားတွေကောက်ချက်တွေကပွဲလွဲနိုင်ကြသည်ထို့ကြောင့်လူတစ်ယောက်နဲ့တစ်ယောက်ကိုထား၍လူတဦးတည်းပင်ဒီကနေ့နဲ့မနက်ဖြန်သဘောထားချင်းခြားနားနေနိုင်သည်မိတို့ဖြစ်စေအဲ့ဒီရဲ့အကြောင်းကြောင်းတွေဖြစ်မိမိခေါင်းထဲတွင်ဖွဲ့စည်းဖြစ်ပေါ်လာသည့်သဘောထားအမြင်တစ်ရက်ကိုအမှန်ဟုမှတ်ယူကအဲ့ဒီအမြင်မှန်ကန်ကြောင်းအကျိုးကြောင်းတွေအထောက်ထားတာရကတွေလည်းရှာဖွေတင်ပြရကြသည်ဒီလိုဖြစ် သဘောထားအမြင်ဆိုတာတွေလူဝင်းကျင်ထဲမှာပြန့်နှံ့တည်ရှိနေကြခြင်းဖြစ်သည်တချို့ကခက်ဆင်ခြင်းတချို့ကနည်းနည်း क्वे ပြသည်တချို့ကတစ်ခုနဲ့တစ်ခုလုံးဝဆန့်ကျင်ဘက်ဒီအခါတူရာတွေမှာပြဿနာမရှိတော့လဲမတူတာနဲ့ပတ်သက်၍ဆက်ဆက်စဉ်းစားစရာရှိလာသည်အဲ့ဒါကသဘောထားအမြင်များနဲ့စတင်၍ညီတို့သဘောထားကြမည်နည်းဟူသောအချက်ဖြစ်သည်သူ့ယူဆမမှန် ငါယူဆတာမှန်သည်ထို့ကြောင့်သူ့အယူဆမရှိစေရာဟု၍သဘောထားမည်လားသူ့အယူဆမမှန်ကြောင်းငါအယူဆမှန်ကြောင်းသူသိမြင်လာအောင်အကျိုးအကြောင်းအထောက်အထားဖြင့်ငါပြောမည်တစ်ချိန်တည်းမှာငါယူဆမှန်သည်ကြီးဟုအသေးစောက်ခိုင်းမထားသူ့အယူဆကိုသူရှင်းပြ၍ကျိုးအကြောင်းထောက်ထားခိုင်မာလျင်ငါလက်ခံမည်ဟု၍သဘောထားမည်လား ယူဆမရှိစေရဟုသောသဘောထားပြင်းထန်သူတွေကတော့အယူအဆရောအယူအဆကင်ဆွဲသူကိုပါအသေးချေမုန်းဖို့အမြင့်ပြတ်တုတ်တင်ဖို့အားထုတ်ခဲ့ကြတာတွေရှိသည်။ဒါကြောင့်တူးချင်းတွေကိုကားစင်တင်တာမီးရှို့စီရင်တာကျင်သိစာကျွေးတာတွေလုပ်ခဲ့ကြသည်။လူမျိုးလိုက်ဘာသာလိုက်သွေးချောင်းစီစစ်ပွဲကြီးတွေလည်းဆင်နွှဲခဲ့ကြသည်။ဒီကနေ့လေဒီလောက်ရမျိုးတွေရှိနေစေ။ ို့သောဒီလိုအကြံပဒန်းလေးတွေဖြင့်သူတစ်ပါးခေါင်းထဲကအယူဆကိုဖောက်ထုတ်ရှင်းလင်း၍မရနာမိမိပြောဆိုစည်းရုံး၍မရလျင်လဲသူသဘောနဲ့သူရှိပါစေသူမှလည်းသူနှစ်သက်ရာယုံကြည်ခွင့်ရှိသည်ပဲဟူသောသဘောထားမျိုးလဲလူအတော်များများခေါင်းထဲမှာ ရှေးတုန်းကလေးကရှိခဲ့သည်ခမားပြောတာတွေကျုပ်သဘောမတူဘူးဒါပေမဲ့ခမားရဲ့ပြောဆိုပိုင်ခွင့်ကိုတော့ကျုပ်အသက်ပေးပြီးကာကွယ်သွားမယ်ဟုပြင်သစ်တွေးခေါ်ရှင်ဘောလ်တေးယားကပြောခဲ့ပူသည် မတူသောယူဆကိုတီးခတ်နိုင်မှုပေါ်သူဘလောက်တန်ဖိုးထားကြောင်းဖော်ပြခြင်းဖြစ်သည်တရုတ်ခေါင်းဆောင်ကြီးမော်စီတုံးကလည်းပန်းပေါင်းတရားပွင့်ပါစေအတွေ့ခေါ်ဂိုင်းပေါင်းတရားရှင်ပြိုင်ကြပါစေဟူသောသဘောထားကိုအသိပညာအတတ်ပညာများဝင်မျိုးတိုးတက်ရေးဆိုင်ရာမူဝါဒတရားဖြင့်ထောက်ပြန်ကြေညာခဲ့မှုသည်ပဝင်းကျင်းမှာအယူအဆအများပြားလှုံရှားရှင်သန်နေသော ရင်းနှုံးနဲ့ချိန်ထိုးညှိနှိုင်းရင်မိမိယူဆပို၍ကျဲဝပြည့်စုံလာနိုင်သည်ဟုခံယူသောသဘောဖြစ်ပါသည်။ဒီနေ့ကမှာတော့ကွဲပြားခြားနားမှုတွေကိုအတိအမှတ်ပြု၍အပြန်အလှန်သီးခံတတ်ရေမတူတာတွေထားကတူညီရာမှာပူပေါင်းဆောင်ရွက်ရေးဟူသောအယူအဆထုံးကားကျေပြန့်လာနေသည်ဟုကျွန်တော်ရှုမြင်သည်။လူအများစုဝေးရာကဏ္ဍနယ်ပယ်တည်တည်မှာပင်အုံနောက်မုံတိုင်းဆွေးနွေးဝိုင်းဟုဆိုကြသည့်စိတ်ကူးမျိုးစုံတွေ ိုးတိုက်ဖလှယ်သောစီဝေးပွဲတွေပြုလုပ်လာကြခြင်းသည် မတူသောယူဆများကြားမှပို၍ထူးခြားကောင်းမွန်သောအယူဆသစ်တို့ပေါ်ထွက်လာနိုင်ကြောင်းယုံကြည်သူတွေများပြားလာသည့်တရကတစ်ခုဖြစ်သည်အားလုံးသိကြသည်မျက်မမြင်ပုံနာ6ရောက်ပုံမြင်ကိုပင်စဉ်းစားကြည့်ပါပုံနာတွေသည်ငါသိတာအမှန်ငါကိုယ်တိုင်ကြင်ကြည့်လာတာဟုတည်ယူတန်ဆွဲမနေပဲသူတို့လည်းငါကဲ့သို့ပင်စမ်းသပ်သိရှိလာခဲ့တာဖြစ်နိုင်သည်ဟုသဘောထားကား အတူတကွနီးနောဖလဲကြမည်ဆိုကစင်နှင့်ပတ်သက်၍အနည်းဆက်ဆုံးပုံတံံကိုပေါ်ထုတ်ရရှိနိုင်ကြလိမ့်မည်ဟုကျွန်တော်မြင်ပါသည်ဒေါက်တာဖေနှင့်၂၈လ၂၀၁၀